အောင်လာရဲ့မိခင်ဖြစ်သူကအင်ကိုလာရောက်ဖြန့်စည်းခဲ့ကြောင်းကိုရန်ဖွင့်ဟလာတဲ့ဝိုင်းစုခိုင်းတယ်ပြည်သူများလုံးပဲမင်္ဂလာပါရှင်နာမည်ကျော်အဆိုရှင်တဦးဖြစ်သလိုတရုတ်ဆောင်လုပ်ငန်းတွေမှာပါထူးချွန်တဲ့ဝိုင်းစုခိုင်းတဲ့ကတော့သူမရဲ့စိတ်မချမ်းမြေဝရာကြုံတွေ့နေရတဲ့အဖြစ်အပျက်တွေကိုပြည်သက်တွေကိုအကြောင်းကြားလာပြီးဖြစ်ပါတယ် အားလုံးလည်းသိတဲ့အတိုင်းပါပဲဝိုင်းစုဆိုရနဲ့ပရိသတ်တွေပြင်းပြင်းမိမာကအစိုးရအောင်လာကိုပါပဲအောင်လာနဲ့ဝိုင်းစုရောကအချင်းလင်းမြန်အရာမြောက်ခဲ့ပြီးနောက်ပိုင်းမှာအောင်လာရဲ့အရှုပ်ရှင်ကိစ္စတွေကြောင့်ဝေးကွာခဲ့ပြီးခရံများစွာလဲထားခဲ့ရပါသေးတယ်သူတို့နှစ်ဦးဝေးကွာပြီးတဲ့နောက်အတန်တွေတိတ်နေခဲ့ပြီးအောင်လာကလည်းကိုဘွားနဲ့ကိုဝိုင်းစုကလည်းကိုဘွားနဲ့ကိုဖြစ်နေပြီလို့ပဲပရိသတ်တွေကထင်ခဲ့ကြတာပါဒါပေမဲ့လည်းဝိုင်းစုကတော့ပတ်သက်ခဲ့ဖို့သူအောင်လာနဲ့တကွာ အောင်လာအတိုင်းဝိုင်းရဲ့ရုံမှမူတွေကိုကြုံတွေ့နေရဆဲဖြစ်ပါတယ်။တဖက်မှာလည်းဝိုင်းစုကချစ်သူကောင်းလေးအသင်းနဲ့အခြေချနေပါတယ်။မကြသေးခင်ကလည်းဝိုင်းစုကအချစ်ကိုကြောက်သွားပြီဖြစ်ကြောင်းဆိုရှယ်မီဒီယာမှာအခုလိုဝေမျှခဲ့ပါသေးတယ်။မြစ်တာပေးရင်မြစ်တာပြင်ရတဲ့ဆိုရာကိုမယုံကြည်တော့အောင်တင်ပေးသွားခဲ့တဲ့သူတွေကြောင့်အချစ်ဆိုရာကြီးကိုကြောက်တက်သွားခဲ့ပြီးဆိုပြီးတော့တင်ထားတာဖြစ်ပါတယ်။ကြားရတဲ့သတင်းတွေအရဝိုင်းစုနဲ့နောင်ဤစားကလည်း ဝိုင်းစုစီကနေအကုန်လိမ်ညာယူသွားခဲ့တယ်ဆိုတာပါပဲ။ဒီအကြောင်းတွေကိုဝိုင်းစုအီဇာရဲ့ EX ကထောက်ပြပြောဆိုမှသာပြည်သက်တွေကတီးခဲ့ရတာဖြစ်ပါတယ်။အခုလည်းပဲဝိုင်းစုခိုင်သိန်းဟာသူမတို့ရဲ့အိမ်လေးကို လာဖြတ်စီသွားတဲ့သူတွေကြောင့်စိတ်ထိခိုင်နေရပြန်ပါပြီ။ဘယ်သူဘဲဝါကလာရောက်ဖြတ်စီခဲ့လဲဆိုတာကိုတော့ဝိုင်းစုကအခုလိုပြောထားပါတယ်။ CCTV record ကိုပြန်စစ်ကြည့်ပြီးသွားပါပြီ။ခြေောက်ဆာဆာနဲ့မိန်းမနဲ့ဘိုက်ပူပူနဲ့ယောက်ျားတယောက် အရင်အင်အခြေအနေလာကြည့်တယ်။လူအရေးအခြေကင်းမှစလွန်ကအမဲနဲ့ခုနဘိုက်ဖို့ယောက်ျားနဲ့နောက်ထပ်ယောက်ျားတစ်ယောက်နဲ့လာဖြက်စီးသွားတာပါ။ပြောရရင်တော့အားလုံးထင်နေကြတဲ့သူ့ရဲ့အမေပါ။မဆိုင်တဲ့သူကိုတော့မမေ့ကြပါနဲ့တော့နော်။သူ့လှုပ်ထားတာလည်းမဟုတ်ပါဘူးနော်လို့ဤသားပြောဆိုထားတာပါ။ဒီလိုဖြက်စီးရဲဆိုလိုက်တာနဲ့ပြိသက်အားလုံးကအောင်လာနဲ့ပတ်သက်သူတွေဆိုတာတန်းတီးကြပါရဲ့။ဒါပေမဲ့အောင်လာတော့မဟုတ်ပါဘူး။ဒါကြောင့်လေဝိုင်းစုက အောင်လာကိုဘာမှတော်မမေးကြဖို့မြေတားရက်ခံထားတာပဲဖြစ်ပါတယ်။အောင်လာရဲ့မိခင်ဖြစ်သူကိုရိုင်းကဒီလိုမျိုးလာရောက်ဖျက်ဆီးခဲ့တာဖြစ်ပြီးတော့သူ့ရဲ့သားကိုနာမည်ဖျက်တာကြောင့်အညိုးနဲ့လာလောက်တာပဲဖြစ်နိုင်တယ်လို့ပရိသတ်တွေကခံမှန်းနေကြပါတယ်။ဒီသတင်းကိုကြားကြချင်းမှာတော့ပရိသတ်တွေကလုံးဝမယုံကြည်နိုင်ခဲ့ကြပါဘူး။လူကြီးလူကောင်းဖြစ်ပြီးဒီလောက်ရက်တွေကိုလုံးဝမဟုတ်ပဲဝိုင်းစုခိုင်းတဲ့အနေနဲ့အမှန်တရားကိုပြောနေရရောဖြစ်နိုင်မှာမလားဆိုပြီးတန်တရားဝင်ခဲ့ကြပါတယ်။ဒါပေမဲ့လည်းဝိုင်းစုကိုရိုင်းကတော့ ပျက်စီးသွားတဲ့အရှိကချန်စီယိုအပြက်စီရီနဲ့အတူတရင်တွေ CCTV မှတ်တမ်းတွေကိုအဓိက ဖော်ပြလာချိန်မှာတော့အားလုံးပါစပ်အဟောင်းသားဖြစ်သွားကြရတာပဲဖြစ်ပါတယ်။ပျက်စီးသွားတဲ့အရှိကချန်စီယိုပုံနေတဲ့အတူဝိုင်းစုက အခုလိုပြောဆိုထားပါတယ်။ညာဆန္ဒနာကြီးအိမ်ကိုဆလုံးကားအမဲနဲ့ဆွကျင်းတဲ့ကောင်းလေးနှစ်ယောက်လာပြီးဖျက်ဆီးသွားတယ်။ဘသူလောက်တာလဲ။ဒီလိုအချင်းကဘသူမှရှိတာလဲဆိုတာသိတယ်နော်။အဲ့လောက်ထိလှုပ်ဖို့လိုအပ်လို့လား။တော်ယုံမဲကောင်းပါရဲ့နော်။ စာနာစိမ့်နဲ့အသည့်တရားအမြန်ပြန်ဝင်နိုင်ပါစေလို့ပဲဆုတောင်းပေးလိုက်ပါတယ်လို့ဆိုရှယ်မီဒီယာမှာရေးသားထားတာဖြစ်ပါတယ်။ဒီလိုအဖြစ်အပျက်တွေကြောင့်ဝိုင်းစုခိုင်တဲ့ပြည်သက်တွေကလည်းသူမကိုစိတ်ပူနေကြပါတယ်။ရုံမာတဲ့သူတွေကတော့အဆုံးထိဆက်လက်ရုံမာတက်တဲ့အကျင့်တွေရှိတာကြောင့်အခုကအိမ်ကိုပဲပြက်စီပြီးနောက်ပိုင်းမှာဝိုင်းစုရဲ့အသက်အန္တရာယ်ကိုပါချိန်ချောက်လာနိုင်တာကြောင့်သတိဝရိယနဲ့နေဖို့ဝိုင်းစုကိုပြောဆိုနေကြတာဖြစ်ပါတယ်။ဝိုင်းစုကိုယ်တိုင်ကလည်းအချင်းနဲ့ပတ်သက်ရင်အတော်လေးကိုအမှောင်ဖုံးခဲ့ပြီ အခုလေခင်မောဟောင်းဖြစ်သူရဲ့မိခင်ကိုရိုင်းကရုံမမူတွေကိုကြုံတွေ့ခန်းစားနေရတာဖြစ်တာကြောင့်အနေထိုင်တွေကိုအများကြီးစင်ရင်ရတော့မှဖြစ်ကြောင်းသိရှိနေလောက်ပါပြီ။အခုဒီဗီဒီယိုကိုကြည့်ရှုနေတဲ့သူတွေထဲမှာရောဝိုင်းစုပရိသတ်တွေပါဝင်ကြလား။ပရိသတ်ကြီးတို့အနေနဲ့ရောဒီဖြစ်စဉ်အပေါ်ကိုဘလို့သဘောရတယ်လဲဆိုတာ comment မှာဝင်ရောက်ဆွေးနွေးခဲ့ကြပါအောင်ရှင်။